အားလုံးပဲဘင်္ဂလာပါခင်ဗျာကျွန်တော်ကတော့စီရမ်စစ်သားဇင်အောင်ဖြစ်ပါတယ်2025ခုနှစ်နိုဝင်ဘာလ29ရက်စေတရင်ကောင်းတော့36များကိုဖတ်ကြားတင်ပြပေးသွားမှာဖြစ်ပါတယ်ကျွန်တော်ရဲ့ယခု YouTube content video လေးကိုလည်းလက်မလေးတွေထောင်ပြီးတော့ comment လေးတွေရေးပေးကြဖို့မေတ္တာရက်ခံပါရစေခင်ဗျာကျွန်တော်ရဲ့သတင်းလေးကိုဖတ်တဲ့အခါမှာတချို့တွေလည်းအချိန်မရလို့ရှည်လျားလုံးနေဆိုပြီးတော့ပြောတာလေးရှိပါတယ် ကျွန်တော်ရဲ့အတွေ့အကြုံလေးတွေနဲ့နှိုင်းယှဉ်ပြီးပြောတာမလို့ပြောထားတာမလို့အတန်ငယ်လေးနည်းနည်းရှိပါတယ်အဲ့တော့အချိန်မရတဲ့သူတွေကတော့တူတူလေးပြောပြရမယ်ဆိုရင်ကျွန်တော်တို့မိုးကုတ်ကတော့အကြက်ဖက်စကြောင်းနေဝင်လာပါပြီအဲကျွန်တော်တို့ကြိုတင်မှဆက်ကြတဲ့အချိန်မှာ28ရက်နေ့မှာစပြီးဝင်လာပါတယ်ဒီဇင်ဘာလထဲမှာအုပ်ချုပ်ရေးရန်နေရာတွေစပြီးတော့လဲဖို့ကြိုးစားမယ်လို့သိရပါတယ်အဲစင်ကူးနယ်မြေကတော့စစ်တပ်ကဖိုးစစ်ဆင်နေတဲ့ပဲဖြစ်ပါတယ်ပြောရမယ်ဆိုရင်တော့အချိန်လေးစိတ်မကောင်းပါဘူး ဒါကျွန်တော်ကချင်ပြည်နယ်ဝိုင်းမောင်မြို့နယ်မှာတော့လမြန်ပြည်သူ့စစ်စခန်းကို KIA ကချင်လူမျိုးအိတ်တမတော်ကပြန်ပြီးတော့ထိန်းသိမ်းနိုင်ခဲ့တာရှိပါတယ်။ဘကုတ်တိုင်းနတ်တလင်းမှာတော့ကျွန်တော်တို့နတ်တလင်းမြို့နယ်ကကျွန်တော်တို့ဓမငယ်ပြည်သူ့စစ်စခန်းကိုဒေသခံကာဝေးတပ်တွေကဝင်ရောက်တိုက်ခိုက်နိုင်ခဲ့တာရှိပါတယ်။အပြီးရင်ကျွန်တော်တို့စကိုင်းတိုင်းဒဇယ်မြို့နယ်မှာတော့မူးတယ်ပြည်သူ့စစ်စခန်းကိုဒေသခံကာဝေးတပ်ခိုက်တပ်ဖွဲ့တွေကသိမ်းပိုင်နိုင်ခဲ့ပါတယ်။ချင်းပြည်နယ်မှာတော့ကျွန်တော်တို့ဒီတိတယ်မြို့နယ်ဝင်မာရှိတဲ့ ခလာ169တက်ဆွဲထားတဲ့စကန်းတစ်ခုကိုချင်းကြီးအောင်တက်ဖွဲ့တွေကပြန်လဲသိမ့်ပိုက်ရရှိခဲ့ပါတယ်။ဒါဆိုတော့အဲ့ဒါပြီးတော့ပါပြီ။ပြီးတော့ပါပြီ။ဒါတူတူလေးကြိုက်တဲ့သူဆိုရင်တော့ဒီတိုင်းလေးပဲရပါပြီ။ဒါပေမဲ့ကျွန်တော်တနေ့ကိုဒီလိုမျိုးတွေဖြစ်လာတဲ့ဟာပေါ့နော်ကျွန်တော်ရဲ့သုံးသပ်ချက်များကိုတော့အချိန်ရတဲ့မိဘပြည်သူအချိန်ရှိမယ်ဆိုရင်မိဘပြည်သူများကိုကျွန်တော်စပြီးတော့ပြန်ပြီးတော့ဖတ်ကြားပေးပါမယ်ခင်ဗျာ။ဆောတင်ပြခဲ့တာတော့စေတရေသုံးသပ်ချက်အနည်းချုပ်ပဲဖြစ်ပါတယ်။ အဲ့ဒါလည်းအနည်းချုပ်လို့ကတော့မရတော့ပါဘူးကျွန်တော်ဒီမှာပုံမှန်အတိုင်းစီရေးသတင်းသုံးသပ်ချက်ကိုပြန်လဲဖတ်ကြားတင်ပြပေးသွားမှာဖြစ်ပါတယ်မန္တလေးတိုင်းစေဦးမြို့နယ်ကတော့ဂျမ်ဘက်တိုင်းရဲ့လေကြောင်းတက်ခိုက်မှုတန်းကိုအပြေးအန်ခံနေရပြန်ပြီဖြစ်ပါတယ်ရခိုင်လုံးကလည်းလေကြောင်းတက်ခိုက်မှုတန်းမကြာခဏဆိုသလိုခံစားခဲ့ကြဘူးသားဆိုပေမဲ့လက်ရှိအချိန်မှာတော့လေကြောင်းပြစ်ခတ်မှုနောက်ကနေအဂျမ်ဘက်တိုင်းရဲ့မြေပြင်စစ်ကြောင်းတွေကကတ်ပြီးလိုက်ပါလာတာကိုတွေ့နေရပါတယ် ။နောက်ချိုကြောင့်မဲတီဘောစားတဲ့နေရီတွေကိုပြားသုံးပြီးဝင်ရောက်လာတဲ့ပုံစံနဲ့ဒီပုံစံနဲ့ဒီကားတော့ဆင်တူနေတယ်လို့တောင်ပြောရမှာဖြစ်ပါတယ်။စင်မဲကြောင်တွေအနေနဲ့ကတော့မရယာသမိတ်ချင်းစင်ကူးနဲ့မုတ်ကုတ်နေမြေတွေမှာကြီးလှဲ့လေနေထိုင်လာကြတာဖြစ်တဲ့အတွက်အတွေ့အကြုံတွေညားနေကြပြီဖြစ်ပါလိမ့်မယ်။ပြေးကြလွားကြတယ်ဆိုလို့ပြောရအောင်မယ်။စားပြီလေအဲ့မှာလေကျော်အစားချေပြီ။ကြာလာတော့တော်တော်ကြီးကိုကြာခဲ့ပါပြီ 2002ခုနှစ်တခြားမတိုင်ခင်ကာလတုန်းကပေါ့ဗျာခွင်းောက်ခြေဆိုင်အမှန်ကတော့တောင်းပြင်းနေခြင်းကြောင့်မှာခြေလင်းကြကြီးတင်တန်းတက်နေတော့မှာပေါ့အဲ့ဒီတော့ခေတ်ခြေလင်းကဘယ်လိုလဲဆိုတော့အကြကြီးတင်တန်းဆိုတာခေစားနေခြင်းဖြစ်ပါတယ်ဘာလို့လဲဆိုတော့စစ်မှုထမ်းအောင်စုခြင်းဝင်ရများလာတဲ့အချိန်အဲ့ဒီတော့9000နေတယ်နောက်ပိုင်းကျတော့2သိန်းလားမသိဘူးပေါ့နော်အဲ့လိုမျိုး2သိန်းနေပါလေဖြစ်သွားတာပေါ့အဲ့ဒီတော့ဆက်တိုးတဲ့အချိန်ပေါ့စစ်မှုထမ်းကကျွန်တော်တို့တစိမ့်ပေါ့နော်စစ်မှုထမ်းကတစိမ့်ရယ်စစ်မှုထမ်းက တလုံးတကယ်ငွေရရကြရင်ကျွန်တော်တို့ဒီစစ်တဲ့20အတွင်းမှာပြည်မှုတွေခင်းရှင်းရတယ်ပြီးရတို့တတ်မှတ်တဲ့အဓိကတတ်မှတ်တဲ့အမှတ်ပြုအကြကြီးတင်တန်းတက်ရမယ်ဆိုတော့ဘူဝါရလည်းထုတ်ပြန်လာခြင်းဖြစ်ပါတယ်အဲ့တော့ဘာဖြစ်လဲဆိုတော့ကျွန်တော်တို့စေယုံချုပ်ကဒကောင်ကျက်စာဦးတို့ခေါ်တဲ့တက်ကြကြီးစီးရီလည်းအဲ့မှာရွှေချောင်လို့လို့မရတော့ရွှေချောင်လို့လို့မရတော့ဘူးရုပ်ပေါ်ကနေပြေးစင်းလာရပါတယ်အဲ့ဒီတော့ကတော့မဟာစေယုံချုပ်ကကျွန်တော်တို့ရန်ကုန်ချစ်မိုင်မှာပဲရှိပါသေးတယ်အဲ့လိုဖြစ်တော့ ဘာဖြစ်လဲဆိုတော့ကျွန်တော်တို့ဒီရုံနေကနားတွေအိမ်တွေမှာအစီရစ်နေတဲ့အယိုးကైအယိုးကైသရောင်းသားကြီးတွေကမတရားဘူးမတရားဘူးဘာကျွန်တော်တို့မှာအသက်နဲ့ရင်းပြီးကလေးကြောင်းဖို့အင်တန်ရှင်လို့အဘားတို့နဲ့ကားမောင်းလိုက်နေရတဲ့သူတွေများလို့မရတော့ဘူးဘာညာဆိုပြီးတော့သူတို့အမှုကပ်ပါတယ်ဘာလို့လဲဆိုတော့အဲ့မှာလူကြီးတွေနားမှာလိုက်ကပ်ပြီးတော့ဘာတင်နားမှာမတက်ဘူးအရာဓုရဲ့ချိန်တိုင်းယူသွားကြတယ်ဗောနော်ဒါပေမဲ့တကယ်တကယ်စစ်မှုထမ်းအောင်ပေးရမယ်ရူလည်းဖြစ်လည်းဖြစ်လာတော့သူတို့ကလည်းလိုချင်တာပဲမရဘူးသူတို့လည်းလိုချင်တယ်သူတို့ရုံးပေါ်မှာနေနေလည်းလိုချင်တယ်အဲအဲ့လိုဖြစ်တာအဲ့တော့ ထုံးစံတိုင်းပေါ့လူကိုခင်းတော့မူကိုပြင်တာပေါ့နောက်ဆုံးကြတော့အဲ့မှာ22နှစ်ဆိုပြီးတော့ပြင်ဆင်လိုက်ပါတော့တယ်။ဒါပြောရမယ်ဆိုရင်ကျွန်တော်ဒီအကြမ်းဖက်စစ်တပ်ဟာဂျပန်၊ဗြိတိရှ်၊အိန္ဒိယစတဲ့စီကံကောင်းမွန်လာပါတယ်ဆိုတဲ့စမတော်ကြီးတွေစီကနေတရေတဲလာခဲ့တာဖြစ်ပါတယ်။သို့တော့ကောင်းမွန်တွေတခုမှမကြံခဲ့ပါဘူး။စိုးမွေတွေသာကြံခဲ့ပါတယ်။ဆက်ရရင်ကျွန်တော်တို့ကလည်းအချိန်မှာစစ်ပါမဝါတော့အချိန်မှာအကြက်ကြီးတင်တာဆိုပြီးတော့နှစ်ဖူးတွေဒူးတွေကြုံလာပါတယ်။အဲ့ဒီတော့အကြက်ကြီးတင်တာကျွန်တော်တို့ဒီဘက်ခေတ် စက်ဆူမှုတပ်ဖွဲ့မှုတင်တန်းနေလိုပဲအမေတရီဆလက်စီအဲမှာမှန်ပြောင်းနေတန်လိုက်အမြောင်းနေကိုစီပါပြီးကမှကိုစီတိုင်ရင်တပ်ဖွဲ့ကတိုင်ရင်တပ်ဖွဲ့ပိုင်းနဲ့တနတ်တီကိုယူပြီးတော့သွားတက်ရတယ်ခစ်ဖြစ်ပါတယ်အဲအဲ့ဒီတော့ကျွန်တော်တို့ကခလန်းထောက်လိုက်ပါမပြုတ်သေးဘူးထောက်လိုက်မပြုတ်သေးဘူးကခလန်းအဲ့မှာတက်ချက်ကြီးဈေးပြောက်ပါလာတော့အဲ့မှာတင်တန်းမှုတွေကတော့ပြန်ပြီးတော့ဝက်ပက်ပေးပြီးတော့အယိုးသေးလှုပ်နေရတော့နော်အယိုးသေးအယိုဒီပေးနေရတဲ့အချိန်ဖြစ်ပါတယ်စစ်တပ်မှာအဲ respect ကိုလည်းကျွန်တော်တို့ respect respect လို့ခေါ်တယ်အအမြန်ခေါ်ရင်ဖားတာပေါ့ဗျာ အဲအဲ့တော့ကျွန်တော်တို့ဒီသုံးတာတိုင်းရှင်းရှင်းရှင်းပြန်သင်တန်းတွေတက်ပြီဆိုရင်ကျွန်တော်တို့စနေ့မိုင်30ခီးပေါက်နေ့ကျင်ကသင်ရသာဘူးပေါ့နော်ကျွန်တော်တို့ဒီဗန်မွေးကုန်းဘက်ကိုဗန်မွေးကုန်းဘက်ကိုသွားပြီးတော့ရှောက်ရပါတယ်အဲ့ဗန်မွေးကုန်းမှာသွားပြီးတော့တဝက်ပေါ့15မိုင်ခမင်းစားခမင်းစားပြီးပြန်လာပေါ့အဲ့လိုမျိုးရှောက်ရပါတယ်အဲ့ဒီအချိန်မှာဘာလုပ်လဲဆိုတော့ဆော်လေးကစင်ယောကဆရာကြီးတွေဦးစီးပေါ့ဆရာကြီးတွေပေါ့နော်တက်တက်ကြီးစီးတွေဦးစီးတဲ့အဖွဲအမေဒိုင်နာကားလေးတွေနဲ့ဒိုင်နာကားလေးတွေနဲ့အသွားပြန်ပဲသမင်းစားပြီးပြန်လို့ပဲပြန်သွားကြတာပေါ့အဲ့တော့ကျွန်တော်တို့ကလည်းဟာ ဒီဘက်ကြီးကဘာလဲပေါ့အမဲမစားလားဝယ်မစားလားပေါ့အဲအခုအဲ့အမဲမစားဝယ်မစားဆိုတဲ့အကြောင်းကတော့ကျွန်တော်တို့နောင်များမှာပေါ့ဗျာလူဆိုတာလဲအဲ့လိုပါပဲပြင်မှန်းလာတော့မြင်လာတာပေါ့ဗျာတနေကုန်ပြင်ပြမှန်းနဲ့ရှာအဆောင်ပြန်လာတော့မဲဆရာတွေကရေးရရှားသေးတယ်ဗျာအဲ့ကိုင်းကောင်မအဲ့ကျွန်တော်တင်တဲ့နေရာလေးကရေးရှားတယ်ရေးရှားတော့မဲရေချိုးနေပြီဒီနှက်ပြီးနေပြီဒီကောင်တွေကမော်မော်ပန်ပန်နဲ့လက်နဲ့တိုက်မှာတနက်ပြန်အဲ့ရှုပ်ချက်တွေခန့်နေတာအဲ့တော့နည်းနည်းတော့တင်းတာပေါ့ဗျာအဲအဲ့မှာခံမြင်းမို့လဲကောင်းပါလား မဲအဲ့တော့ပြောသေးတယ်သူတို့မကြည်လို့လို့တော့ပါတော့ဝဲသားကြီးတွေကမင်းတို့ကောင်တွေတဲ့ငယ်ပါသေးတယ်ကွာတဲ့ခြေရလာမတိုင်းတဲ့ငါတို့လိုဖြစ်ချင်ငါတို့လိုကြိုးစားဆိုပြီးတော့လာသေးတာပါစိတ်ထဲမှာအဲ့ကလေးကတနှုံနှုံမှာပဲဩပြီးတော့အဲ့ဒီခေတ်တုန်းကတရားစားလေးပဲလေစဖြစ်နေတာစိတ်ကဆိုငွေ၅ချက်ပဲရသေးတယ်အဲပြောရမယ်ဆိုအဲ့မှာဟဲ့အောင်နေလာမပြောနဲ့ဘာကြည့်ဝမ်းလဲ၅ချက်ဆိုတဲ့ခေတ်အဲအဲ့ဒီ၅ချက်ကလည်းကျွန်တော်တို့နောင်များမှာပေါ့ဗျာနောင်များမှာပြောပေးမယ် အဲ့ဒီမှာတင်နာကာလာမှာကျွန်တော်စနေတင်းကနေဆိုရင်တက်ပြင်ထွက်ခွင့်ရပါတယ်။နိုင်ပတ်အောက်ပတ်ပေါ့နော်။အဲ့တော့စေယုံကပဲရတော့ရအောင်ပြန်ရတယ်။တချို့တွေကလည်းအိမ်မှာပတိထိတောင်ပြန်ရတာတွေရှိပါတယ်။ကျွန်တော်တို့လူငယ်တစ်တိုက်ပဲဘားတိုက်ပေါ့နော်။ဘားတိုက်ဆိုတော့တင်နာအစ်ဆောင်မှာကြံခဲ့ပါတယ်။ဆော်ရီပြောခဲ့သလိုတကြမတိုင်ခင်ကာလာဆိုတော့နေရာစီဖြစ်ပါတယ်။တော်မီကခဏခဏလောင်ပါတယ်။တော်မီကခဏခဏလောင်ပါတယ်။အဲ့မှာတော်မီလောင်ပြီဆိုတော့အိမ်မှာအဆောင်မှာကျွန်တော်လူချန်တွေလာလာပြီးတန်းစီတယ်။တန်းစီရင်ကျွန်တော်ကထုံးစံနိုင်မယ်ဘာလဲဆိုတော့အဆောင်မှာရှိတဲ့လူချန်ကိုပဲသူကရောက်တော့ကိုတန်းစီသွားတာ။ ဲ့မှာနောက်စီရတဲ့ကနေမှတန်းစီပြီဆိုရင်ဘယ်စွန်လူဘယ်စွန်လူအဲ့မှာ၅ရောက်၃ရောက်ဆိုပြီးတပြုတ်ပြုတ်ခေါ်ခေါ်သွားနောက်ဆုံးကျွန်တော်တို့အငယ်လုံး၅ရောက်ပဲကြံတော့တယ်၅ရောက်ပဲကြံတော့အဲ့တော့မဖြစ်လဲဆိုတော့ဒီကြိမ်နာတန်းတစ်ခါလာစီကျွန်တော်တို့တစ်ခါခေါ်ရင်၃ရောက်အဲ့၅ရောက်လုံးသာခေါ်မယ်ဆိုရင်အကုန်လုံးပါမှာအဲ့တော့တန်းလူပြီးတော့စီနေရတော့မောသေးတယ်ပေါ့နော်အော်အဲ့လိုအဲ့လိုအဲ့ဒါနဲ့နောက်နိုင်ဘက်လောက်ကြတဲ့အခါကျတော့အမရွှီရွှီဆိုပြီးထုံးတယ်နိုင်ပေါ့တင်တန်းတာဝန်ကြရခရလာ နှဆုံးထိုးတန်လို့ပဲကြားလာပါတော့လေအဲ့မှာကျွန်တော်တို့9ရောက်တော့လည်းတိုင်မင်မထားဘူးတိုင်မင်မထားဘူးကိုစီဘာမှတိုင်မင်မထားဘူးခရမှုန်လဲမှုန်ပါကျွန်တော်တားစီခွင်းနဲ့ကြောင်းမြအောင်ကျွန်တော်ထွက်ကြည့်တော့ဒီနေရာမှာတားစီရင်တော့ကျွန်တော်နောက်တစ်ခါတားစီရအောင်မယ်ဆိုတာသိတော့အဲ့တော့တားစီခွင်းကိုကျွန်တော်တို့ကြောင်းမြန်ပြီးတော့ကြောင်းမြန်ပြီးပြီးတော့လာဟိုဘက်ကျွန်တော်တို့ကြောင်းဧရိယာအဆက်အဲ့မှာမဲသမီးမဲသမီးရွာထင်ပါတယ် ချောင်းကလည်းမဲဇလီချောင်းလိုပဲမှတ်မိရဲ့ဗျအဲ့မဲဇလီချောင်းဘေးမှာမရချိုဘေးကြီးရှိတယ်အဲ့မရချိုဘေးကြီးအောက်မှာပဲရေချိုးလိုက်နားလိုက်ရေချိုးလိုက်နားလိုက်အဲ့နန်းကတူဆယ်ကြီးကိုကြည့်ပြီးညနေစောင်းကြပါပဲကျွန်တော်အဆောင်ကုတ်ချောင်းကုတ်ချောင်းနဲ့ပြန်လာခဲ့ကြတာပြန်ရောက်တော့ဘာဖြစ်လဲဆိုတော့ဘာမှမဖြစ်ပါဘူးမဖြစ်ဘူးလေကျွန်တော်တို့ဒါ informal ဟို informal ဆိုတော့ကျွန်တော်တို့အဆောင်မှာလည်းနေရရသေးတယ်ဒီလူတွေပဲလာလာခေါ်တယ်ဆိုတော့မဟုတ်တော့ဘူးဗောနော်ဒါပေမဲ့ formal ဆိုတော့အရေးယူခံရမှာပေါ့အဲတကယ်တကယ်ပြောခံရလဲဘာမှတော့မဖြစ်ပါဘူးအဲ့တော့စာကျူးကလည်းရှိနေသေးတာဟုတ် ထိုးတစ်ချက်အကန်တစ်ချက်ပြောနာယူဝဲသေးတာသေးတော့အကျွေးရချေမတော့တို့အတက်မတော့တာဆိုတဲ့အတိုင်းပါဗျာကဲကျွန်တော်တို့ဒီအပေါ်ဟာကိုဆက်ရရင်အကြမ်းတမ်းရဲ့ဆေးအီမန်းကြီးဟာစင်ဦးနယ်မြေပြီးသွားရင်ဖြတ်ချလိုက်စစ်ဟာတကောင်းနယ်မြေအထိဖြစ်ပါလိမ့်ဒေသခံပြည်သူတွေအနေနဲ့တစ်ခါတစ်ခါရှေ့ပြောင်းရရင်ရေးစကားအပြင်ဆုံးရှုံးမှုတွေများပြားပါတယ်ယခုနောက်ဆုံးအချိန်လေးရာကာဝေးတက်တရားမိုးကုတ်ကနေဆုတ်ခွာနေကြပြီဖြစ်ပါတယ်ဆုတ်ခွာပြီဆိုမှတော့ ကျွန်တော်တို့အနောက်ဘက်အရတို့သာဖြစ်ပါတယ်။ဘာကြောင့်လဲဆိုတော့အကျမ်းဘက်တဲ့စစ်ကြောင်းတွေဟာအရှိတ်မှဒီအနောက်ဘက်စီတို့ဥတီရွေရှားလာတာကြောင့်ဖြစ်ပါတယ်။ကြောင်ဘက်ဘက်ကိုဒေသခံတွေဝင်ပြီးဆိုရင်တော့မှပဲဘာလက်နဲ့မှမပါဘူးလုံးဝကလီးယားဖြစ်တယ်ဆိုရင်တော့မှပဲအမှုစိတ်စစ်ဆေးပြီးမှသာတန်းစီပြီးတော့ညအိုက်ဆောင်ရတယ်လို့တောင်ပြောပါတယ်။အစင်းစင်စစ်ဆေးခံပြီးမှဝင်ရောက်ဖွဲ့ပြုနေခြင်းဖြစ်ပါတယ်။ဒီလိုဆိုတော့ကာဝေးတပ်တွေဟာဆုတ်ခွာစရာကျွန်တော်တို့တကောင်းနဲ့မပိနေတာရှိပါဘူး။ အဲတပည့်ချင်းမော်ဒယ်လမ်းလုံးကကိုပြန်ပြီးတော့ဝင်ရောက်လာလို့ရတယ်ဆိုပေမဲ့အကြမ်းဖက်တပ်တွေကကျွန်တော်တို့မိုးကုတ်ကိုပတ်လည်နေရချထားနိုင်ခဲ့ပြီဆိုရင်ကြောက်လဲပဲဟော်ရော်နေနေရနှစ်ဖက်ညပြီးတော့ပိတ်ဆို့ခံရတယ်ဖြစ်သွားမှာမပိတ်ဆိုတာကလည်းကျွန်တော်တို့ KIA ကချင်းလုံးမြောက်ရေးတပ်တော်ထိန်းချုပ်နယ်မြေဖြစ်ပြီးတော့တကောင်းကတော့ကျွန်တော်တို့တော်လိုင်းရေးတပ်တွေရဲ့ထိန်းချုပ်နယ်မြေဖြစ်ပါတယ်မပိတ်ရဆက်ပြည်နယ်အတွင်းမှာပါဝင်လာပြီးတကောင်းကတော့မန်လီတိုင်းတပည့်ချင်းမြို့နယ်ရဲ့အစိပ်ပိုင်းတစ်ခုဖြစ်ပါတယ် အလဲပိုင်းတိုင်းစစ်သားနာချုပ်ရဲ့စည်ရေးလူလားချက်ဟာသပိတ်ချင်းမျိုးနယ်ကိုတရားမဝင်ရွေးကောက်ပွဲပြုလုပ်နိုင်အောင်လုပ်ပေးရမှာမို့တကောင်းဒေသကိုလေချောင်းပြစ်မှတ်တွေရွေးချယ်နေကြတာကိုတွေ့ရပါတယ်။ဒါကြောင့်မိုးကောက်အလွန်စစ်မျက်နှာတကောင်းဖြစ်နေကြတာကိုတွေ့ရပါတယ်။မိုးကောက်မျိုးတွင်းကိုတော့အချမ်းဘက်တိုင်းရဲ့စစ်ကြောင်းတွေစတင်ဝင်ရောက်လာတာကိုတွေ့ရှိရပါတယ်။ကနဦးကြားသိခဲ့ရတဲ့အတိုင်းနိုဝင်ဘာလ28ရက်နေ့မှာပဲဝင်ရောက်လာခဲ့ခြင်းဖြစ်ပြီးတော့ဒီဇင်ဘာလအတွင်းမှာ အုပ်ချုပ်ရေးရန်ရည်ပြန်ပြီးလက်ပတ်နိုင်မှုစူးစမ်းလာနိုင်ခြင်းရှိပါတယ်။စစ်တော်ဗီဒီယိုကတော့ကာကွယ်ရေးတပ်တွေဟာမိုးမိတ်မျိုးပဲသို့ဆုတ်ခွာသွားနေတယ်ဆိုတော့ဖော်ပြချက်တချို့ကိုလည်းတွေ့နေရပါနောက်တစ်ချက်ကတော့ကြားရတဲ့ဟာမန်နေတိုင်းတွင်းမှာတရားမဝင်ရွေးကောက်ပွဲမလုပ်နိုင်ဘူးလို့ဝန်ခံထားတဲ့မြို့နယ်သုံးခုဖြစ်တဲ့မိုးကုတ်၊စင်ကူးနဲ့နထွေးမြို့နယ်တွေကိုပြန်လည်ထိန်းချုပ်နိုင်မှုအခြေအနေတွေဖန်တီးလာနိုင်တာကိုတွေ့ရပါတယ်။မိုးကုတ် စေကူးနဲ့ငန်းစုံမြို့နယ်တွေကတော့ကြားဖက်တဟာဆေးဥချုပ်ရေးကြီးညာခံထားရတယ်ဖြစ်ပါတယ်။ကချင်ပြည်နယ်ဝိုင်းပေါ်မြို့နယ်အတွင်းမှာတော့ KIA ကချင်လွမြောက်ရေးတပ်မတော်ဟာရရင်ရတယ်လို့တိုက်စစ်ဆင်နေတဲ့တာဖြစ်ပါတယ်။လက်ညာကျေးရအတွင်းမှာရှိတဲ့ပြည်သူစစ်အခြေဆိုင်စခန်းတစ်ခုကို KIA ပူးပေါင်းတပ်တွေကသိမ်းပိုက်ရရှိခဲ့ပါတယ်။ရခိုင် KIA စခန်းအောင်တစ်ခုကိုပြန်လည်သိမ်းပိုက်နိုင်ခြင်းလားစစ်ကောင်စီရဲ့မူလစခန်းလားဆိုတာကတော့အစီအစဉ်နေတဲ့တာရှိပါသေးတယ်။ ဗလာမင်းနဲ့နားရဲဟိုဘကန်းနေညီပိုင်းခြားမှုတွေဒီရှုပ်ထွေးမှုရှိလို့ဖြစ်ပါတယ်။ဘာလို့လဲဆိုတော့မြေအောင်ပြောရမယ်ဆိုရင်ကျွန်တော်ငငယ်တုန်းကစနက်ပြည်တန်းပေါ့နော်စစ်တိုက်တန်းကစားသလိုပေါ့။ဟဲ့အောင်လေအဲ့ဒီဘက်ထိကြက်လို့မရဘူး။တို့ကဒီဘက်ထိပဲဆိုသလိုမျိုးပေါ့။ဒါပေမဲ့တကယ်ကြည်စစ်ကြည်မှန်နေနဲ့ပြစ်ကြတဲ့အခါမှာတော့ sorry ကွာတည်သွားပြီလုပ်လို့မရပါဘူး။၂000နှစ်ကျော်ကာလတွေတုန်းကဆိုရင်မြန်မာပြည်ရဲကတက်လာကြတဲ့ တက်ပြီးတယ်တက်မာတွေဟာဝိုင်းမော်ရောက်ရင်စစ်ပစ္စည်းချက်ဝတ္ထာတွေဝယ်ကြတာပဲဖြစ်ပါတယ်ကျွန်တော်တို့မင်္ဂလာတော်မှာစစ်ပစ္စည်းတွေရောင်းတယ်လို့ပေါ့ဗျာအဲမှာအမေရိကန်ကစ်ချိုင်းနာကစ်ချိုင်းကစ်အစုံရတယ်လမ်းစုံလမ်းစုံလမ်းစုံဈေးထိပ်မာတွေကိုအစုံရပါကျွန်တော်တို့ဆိုရင်လည်းဝယ်ရပါတယ်။ဘာလို့လဲဆိုတော့ issue kit တွေဒီဝစ်စင်ရတဲ့အခါမှာ fit မဖြစ်သလိုရုပ်ထွက်လည်းမလာပါဘူး။ရုပ်ဆိုးပါတယ် ရုပ်ဆိုးပါလေကျွန်တော်တို့ငငယ်တော့ပါလို့ပေါ့နော်တရားတင်ဆိုးတို့တွေ equipment ကြီးတွေဝင့်နေတယ်လို့ပေါ့အဲ့လိုမျိုးပဲပုံဆွဲမလာဘူးအဲဒါကြောင့်ကျွန်တော်တို့ကရုပ်ထွက်လာတဲ့ချင်းကောင်းလေးတွေကိုပြောင်းပြောင်းကြီးထားကြခြင်းဖြစ်ပါတယ်ဒါပေမဲ့အဲ့လိုဖြစ်နေတာတွေကိုလွဲနေတာလို့ဆိုခဲ့ပြီးဖြစ်ပါတယ်သူတို့လွဲနေတာကပြတ်တော့မဲ့စစ်တပ်ဗျာနော်ပြတ်တော့မဲ့စစ်တပ်သူတို့စစ်တပ်ကိုထပ်မပြောနဲ့ကျွန်တော်တို့ကလိုက်ပြီးတော့မလွဲဘူးအရေးကြီးပါတယ်ပြီးတော့စစ်တပ်ကိုလိုက်ပြီးတော့အလွန်အမင်းလိုက်ပြီးတော့ပုံလူကူးချလို့လည်းမဖြစ်သေးပါဘူး ဘာလို့လဲဆိုတော့ကျွန်တော်တို့စစ်ကြောင်းနေမှာကကြောင်းညာနေတင်ပေးလိုက်တာဖြစ်ပါကျွန်တော်ပြောပြမယ်စာသင်ခန်းမှာထဲမှာအားလုံးတက်ညီလက်ညီလက်ရင်လက်သလိုအလဲကြငိုက်ကြတာဖြစ်ပါတယ်ကျွန်တော်တို့ဒီစာသင်ခန်းမှာထဲမှာ CCTV ကိုရှောင်ပြီးငိုက်ကြခြင်းဖြစ်ပါဒါတော့ခြေမှာနီးရတဲ့ယောက်ကစိတ်ပေါ်မှာတက်ပြီးတော့ပို့ချပါတယ်ပွားတာပေါ့ဗျာပွားတာပေါ့အဲ့မှာမှပွားတာကအတွေ့အကြုံလေးတွေရှင်းပြီးပွားရင်လည်းတော်သေးတယ်အဲစာအုပ်ကြီးတွေအတိုင်းပါလာဖတ်ဆိုလို့ကတော့လုံးဝနောက်မှာကျွန်တော်တခဲနဲ့ထောက်ခံနေပြီခေါင်းနဲ့ညင်ညင်ပြီးထောက်ခံတာမင်းအဲ့လိုမျိုး အဲ့မှာအဲ့မှာရှင်းပါနိဒာတယောက်ရှိတယ်အပြီးရ CCTV ကို control လုပ်ပြီးကြည့်နေတယ်နောက်ထပ်နိဒာတယောက်ရှိသေးတယ်အဲ့ဒါလေးလားဆိုမဟုတ်သေးဘူးတန်းထိုင်းနေတဲ့လိုက်ပြီးတော့လမ်းလျှောက်ပြီးတော့တန်းလိုက်ထိန်းပြီးတော့ရှောက်တဲ့အရာရှိတယောက်လည်းရှိနေပါသေးတယ်ကျွန်တော်တို့ဒီဘာသာကဘာလို့ ODS ဗုဒ္ဓနာအကြောင်းကတော့လောကဓာတ်စာပေတွေမတင်ကြပါဘူးနေ့စဉ်နဲ့မြတ်ခန်းစစ်ခွာစစ်ခြီစစ်တိုက်စစ်ဒါတွေပဲဖြစ်ပါတယ် အဲ့မှာလေကျွန်တော်တို့တက်စိတ်တက်စုတက်ခွဲတက်ရင်း viewer ဆက်ပေါ့နော်နောက်ပိုင်းတက်တော်အဆင့်ဒါလေးဘယ်အဆင့်လိုက်ပို့ချနေတာဖြစ်ပါတယ်ဆိုတော့တနေ့တနေ့ကနားယူရနေပါအဲ့တော့တရားမှတ်တယ်လို့ပြောပေါ့ကျွန်တော်မျက်လုံးကလာမျက်လုံးကလာမှိတ်နေတာပေါ့နော်ဝင်လေထွက်လေလေးကိုရှူးပြီးတော့နားထဲမှာကြားနေရတာလာပြန်ပြီလာပြန်ပြီဟောဒီသားလေးဆိုရင်တိုက်တော့မယ်အဲ့တိုက်ရခံရမယ်ခံရပြီးမှပြန်ပြစ်မယ်စတဲ့ procedure တွေကအဲ့ဒီတိုင်းသွားနေတာဖြစ်ပါတယ်လိုက်တာပြစ်လားဆိုတော့မဟုတ်ပါဘူးမိတာပြစ်ဖြစ်ပါတယ် မိတဲ့သူတွေကလည်းကျွန်တော်တို့ stage တွေနဲ့ခြေဆုံးနှမ်းကြမှာဖာကုန်းနေခုံတဲ့သူခုံအဲ့မှာမိချောင်းသွားတွေ crow တွေဆွဲကြက်တိချောင်းတွေတက်တဲ့သူကတက်အဲ့မှာဘဲသွားတွေသွားစုံနေသလိုအဲ့မှာတချို့ heavy သမားတွေဆိုလည်းစာသင်ဘုံပေါ်မှာကျွန်တော်တို့ academy shot ဆိုတာနဲ့သွားပြီးလက်နက်ဘက်ကိုရှေ့ကိုဆက်ခြေတော်တချောင်းထောက်ထောင်ပြီးတော့နေရတာပါအဲ့လိုနေညားလာပြီဆိုရင်တော့ကျွန်တော်တို့တွေအလိုလိုတစ်ခါတည်းကြာရင်မျက်လုံးတွေကျေလာကြပါကျွန်တော်ကစဉ်းစားတယ်အမြဲလိုလိုရှေ့ဆုံးနှမ်းမှာကြီးပဲကြားလို့ရှိပါတယ် ထားပါတော့ထားပါတော့ဒါအဲ့ဒါနောက်များမှာပေါ့နော်အခုတောင်တန်တန်လေးရှည်လာပြီဖြစ်ပါတယ်ငိုက်လို့မိရင်အပြစ်ပေးတဲ့စနစ်ကလည်းကျွန်တော်တို့ဘေးနားကပ်လျက်တယောက်စီပါအကုန်ပါလာဖြစ်ပါတယ်အဲ့လိုနဲ့ဘာဖြစ်လဲဆိုတော့တယောက်နဲ့တယောက်နဲ့အပြိုင်ပဲဘာလို့လဲဆိုတော့အချင်းချင်းတယောက်နဲ့တယောက်နဲ့ငိုက်နေဆိုကြောက်လို့ဒရောင်နဲ့လှမ်းလှမ်းပြီးတွက်ပြီးတော့သတိပေးရတာအဲ့ဒါလည်းမနိုင်တော့ဘူးသတိပေးမနိုင်ဘူးအဲ့တော့တယောက်တလဲပဲရတယ်မနေ့တော့မင်းကြောင့်ငါပါခံရတာဒီနေ့ငါငါငိုက်လဲဆိုပြီးတော့လက်စားချေနေတဲ့တန်တရားအဲ့လိုမျိုးလဲနေကြတာဖြစ်ပါတယ် ကဲအဲ့တော့ရင်လားဆိုတော့မဟုတ်သေးဘူးအိတ်ဆောင်နဲ့ရောက်ပြီဆိုကမှပြောင်းပြန်ရေးကြတယ်ဖတ်ကြတယ်ခင်းကြပြင်းကြတယ်ကြိုက်ကြချွတ်ကြတယ်အဲ့လိုလုပ်ကြတာဖြစ်ပါဒါပေမဲ့လားဆိုတော့မဟုတ်သေးပါဘူးစားရတာထဲမှာထမင်းကလည်းအချိန်နဲ့စားရတာဖြစ်ပါတယ်အဲ့တော့ချပေးထားတဲ့ထမင်းနဲ့ပေးကိုဂိုခွတ်နဲ့မော့အခါတလေဒိုက်ထိုးတာများလာတဲ့နေ့တွေဆိုရင်ကျွန်တော်တို့ထမင်းလောက်ကဇိုးနဲ့ခတ်တာဇိုးနဲ့ပါးစပ်ပေါက်စီကိုမရောက်နိုင်ဘူးတုံးနေတာ အဲကျွန်တော်တို့ဇိုးပြန်ပြီးပါဇက်နဲ့ငားတွေလိုပေါ့ဗျာငားတွေလိုအမျိုးငားတွေပြောမှာခွေးတွေပြောမှာအမျိုးခွေးတွေလိုလှန့်လာပြီးတော့ဟတ်ရပါသေးတယ်အဲ့တော့ပြောရမယ်ဆိုရင်အချိန်နဲ့မဝါဘူးပေါ့အဲ့တော့ကျွန်တော်တို့အိတ်ဆောင်ဘက်မှာလာပြီးတော့မုတ်နေဟင်းနေလာရောက်တဲ့လူတွေစီကနေဝယ်ပြီးတော့အိတ်ဆောင်ထဲမှာစားလို့မရဘူးအဲ့ကြောင့်လည်းမလုံးဝစားလို့မရအောင်အဲ့တော့ဘေးမှာစားရလဲဆိုကျွန်တော်တို့အိနာလေးမှာစားတော့ကြတာဖြစ်ပါတချို့စစ်တပ်ကတို့အဖွဲ့ဆိုအာအိနာလေးကို special တိုက်တဲ့နေရာမှာလုံးဝ special လစ်ကျွားနေဘာလို့လဲဆိုတော့အိနာလေးမှာပဲသူတို့ကစားတာအဲ့လိုမျိုးပေါ့နော်အဲ့အိနာလေးရောက်မှစားတာ အဲ့လိုကျွန်တော်ဒီ traditional ကကိုပဲဘူလောင်းပတ်စင်တစ်ကနေကျွန်တော်တို့ခေအပတ်စင်ရာကျော်အထိဖြစ်တည်လာကြခြင်းဖြစ်ပါမေ့ကြည့်တော့အဲ့အောင်ဘူကျော်အောင်ဆန်းတို့လည်းဒီလိုပဲအဲ့ဘူတင်န်းတက်သွားတာပေါ့နော်အဲအဲ့တော့ဒါကစစ်တပ်ရဲ့အနေအထားကိုပြောပြတာဒါကြောင့်ကျွန်တော်တို့ဘက်ကလည်းပုံစံလူအတိအကျကြီးလိုက်ပြီးတော့ကူးချမယ်ဆိုရင်ဘယ်မှနေမှာပါဒါကြောင့်မဟုတ်သေးဘူးလို့ဆိုရခြင်းဖြစ်ပါတယ် ဆက်ရရင်ကျွန်တော်ပြီးခဲ့တဲ့ပိုင်းဟာရန်ကုန်အင်းတိုင်းခြေဆိုင်အမှတ်ပြစလက်နဲ့ပစ္စည်းတိုင်ရင်ကနေထုတ်လာတဲ့လက်နဲ့ငယ်အလက်90ဟာမြေစီတိုင်းရဝရာစုတ်ဤသူစစ်လက်ထဲကိုရောက်ရှိလာပြီဖြစ်ပါတယ်လီလိုလမ်းမိုင်းမှာဌာနချုပ်ရှိတာဖြစ်ပေမဲ့အစကုံတိုင်ရင်ရဲ့တပ်တွေအထူးဒေသတစ်ကိုဆွန့်ခွာပြီးနောက်ပိုင်းဘိုင်းမော်ပဲချမ်းကိုအင်းအားတွေရွှေ့ပြောင်းလာတာကိုတွေ့ရပါတယ်ခုကောင်းလွင်မြေဒေသကတော့တရားမဝင်ရွေးကောက်ပွဲပြီးဆုံးသည့်အထိထိတွေ့တိုက်ပွဲချစ်မဲ့အရေးချေမရှိနိုင်ဘူးဖြစ်ပါတယ် ကိုပင်မြို့နယ်နိုင်ရွာမှာတော့ရှာနေပြည်သူစစ်တွေခြေကုပ်ယူထားမြဲတာရှိပါသေးတယ်။နိုင်ချောင်းတော်ဟိုဆယ်ရန်နေရာအုံပြူကဖြတ်တောက်ထားတာကိုလည်းတွေ့ရပါတယ်။နိုင်ချောင်းတပကန်းက KIA ရင်းကားကိုအုပ်ချုပ်ထောက်ပံ့မှုဖြတ်တောက်လိုတယ်လို့ဒေသခံတွေကယူဆကြပြီးမှတရားမဝင်ရွေးကောက်ပွဲကာလမှာမဲယုံတွေရှိရာသို့အလွယ်တကူစီးနေတိုက်ခိုက်မှုမပြုတ်လုံနိုင်စေဖြစ်ပါလိမ့်မယ်။စိတ်ဆုံးဖြတ်တောက်တယ်ဆိုခြင်းက၎င်းနယ်မြေကိုတိုက်စစ်ဆင်ရန်အကြောင်းကိစ္စရှိမှသာပြုလုပ်ခြင်းဖြစ်ပါတယ်။ အဆိုပါကောက်ွေဒေတာဟိုမွန်ကြီးမျိုးဆောင်လာဘက်ကနေအဝင်ထွက်ပြုတ်လို့ရတယ်လို့ဟိုးရှင်းပြကျွန်တော်တို့ဗမော်ခရိုင်ဘက်ကနေလဲဝင်လို့ထွက်လို့ရပါတယ်အဲ့ဒီမှာကျွန်တော်တို့တိုင်ရင်နေရာရွေးချယ်ထားမှုကပထဝီအနေထားရတိုင်ရင်သားတွေဘလို့မှမရှင်းနိုင်တဲ့ပေးသားချက်တွေပဲဖြစ်ပါဒါကြောင့်အခိုင်အမာစကမ်းတစ်ခုကိုရွေးချယ်ထားဖို့လဲလိုအပ်လာပါတယ်တိုင်ရင်သားတွေစီကစခန်းဟောင်းတွေမှာပြန်ပြီးကျွန်တော်တို့ခြေကုပ်နေရာယူရတဲ့အခါမှာဆိုရင်ရေအားစခန်းဟောင်းပေါ်ထိကြောက်လောက်ထားတဲ့စနစ်တွေကိုတွေ့ရအောင် ပြည်ပြည်နယ်ဖာပေါ်နေတော့ကိုတော့တိမ်ပို့ဆောင်လေးနေအုံပြုပြီးလေချောင်းကနေရိတ်ခါခဲရန်တောက်လျှောက်ပို့ဆောင်ပေးနေမြဖြစ်ပါတယ်။ဂရိုင်းဒီခန်းစစ်စခန်းကနေမြောက်ဘက်သို့ drone ကင်းတော့တိုက်ခိုက်မှုပြုလုပ်ပြီးစတင်ရွေးရှားလာနေတာကိုတွေ့ရပါတယ်။ကော်ဂရိတ်ညွန့်နယ်အတွင်းမှာတော့စစ်ကောင်စီထိန်းချုပ်နိုင်တဲ့နယ်မြေကွက်ကွက်လေးမှာပဲတရားမဝင်ရွေးကောက်ပွဲမဖြစ်ညစ်ချေပြုလုပ်နိုင်ရေးအားထုတ်လာတာကိုတွေ့ရပါတယ်။ထိန်းချုပ်နယ်မြေလေးမစုံစလောက်ရရှိလာစေမဲပေးမဲ့အခြေအတွက်ကိုလိုက်ပြီးကောက်နေတဲ့အဆင့်မြတာရှိပါသေးတယ်။ ဆက်ပြီးနဲ့ကြောက်ပိုင်းကနေပြန်လာတဲ့အမတ်စနစ်စစ်စင်ကိုကဲမှုဌာနချုပ်ကတော့တရင်အမောင်ချပြီးကြောက်ချက်သားကောင်းနေတယ်ပဲဖြစ်ပါတယ်။အရှိတောင်းတိုင်းစစ်ဌာနချုပ်နယ်မြေကတော့ကြားဖြတ်တတ်တရားကြားဖြတ်အောင်အကာအကွယ်ယူပြီးစည်ရေးရွှေပြောင်းမှုတွေပြုလုပ်နေပြီလို့တော့ယူဆပါရတယ်။ရဝီတောင်ပိုင်းမြစ်လက်ပံဒေသမှာတော့ထိတွေ့မှုတွေရှိနေသေးတာဖြစ်ပါတယ်။ဒီအနီဘက်ကတော့ကျွန်တော်တို့ဟိုတလေးကပြောတဲ့ဘူသခွားကြီးရဲ့တပ်ဖွဲ့ဝင်တရားကျော် GKBA ဌာနချုပ်အဆောင်ကြီးမြိုင်မှာပြန်လည်လွှဲပြောင်းပေးခဲ့တယ်လို့သိရှိရပါတယ် ။ဘကုတ်တိုင်းနောက်ကျန်းကတော့အကြဖက်တဲ့ဟာစေရေးရနလန်းမထုံနိုင်ဖြစ်လာနေပါပြီ။အကြီးမားဆုံးစစ်ဒေသညောင်ကျိုးနယ်မြေကိုအာယုံဆိုင်နေရတဲ့အတွက်ရန်ကုန်ပြည်လမ်းတစ်လျှောက်မှာတော်လိုင်းရတရဲ့စေရေးပေါ်တာမှုကိုရင်ဆိုင်နေရတာလေဇက်တိုက်ဆိုသလိုတွေ့နေရပါနတလင်းမျိုးနဲ့ဓမငယ်ကြေးရွာပြည်သူ့စစ်စခန်းကိုဒေသခံဒေါ်လာအေးကျတွေစီးနှင်းတိုက်ခိုက်မှုပြုလုပ်ထားပြီးတော့အပေါင်းအုပ်ကိုတော့စုံစမ်းနေကြတာဖြစ်ပါယခုနေ့မေလာဇာပိုင်းမှာလည်းဓမငယ်ရဲကင်းစခန်းတစ်ခုကိုအောင်မြင်စွာစီးနှင်းတိုက်ခိုက်မှုပြုလုပ်ထားနိုင်ခဲ့တဲ့အမှတ်အတိုင်းရှိခဲ့ပြီးဖြစ်ပါတယ် တောင်ငူခြေဆိုင်တောင်ပိုင်းတိုင်းစစ်ဌာနတို့အတွင်းကနေထွက်လာတဲ့အင်အားစီစစ်ဆဲစစ်အင်အား12စီးဟာစစ်တောင်းတရားကိုဖျက်ပြီးကရင်ပြည်နယ်အတွင်းတို့ဝင်ရောက်လာတာကိုတွေ့ရပါတယ်။စာမတ်တွေစီစစ်နေသေးတာဖြစ်ပါစကိုင်းတိုင်းမင်းကြီးမြို့နယ်လောင်းပြည်ရွှေမော်ကတော့လေကြောင်းတိုက်ခိုက်မှုတန်းအပြင်းထန်ခံရဆဲဖြစ်ပါတယ်။တရားဦးနေတဲ့က A5 ဘုံမာတိုက်လေရင်လက်စီးနဲ့ဘုံချတိုက်ခိုက်သွားသလိုဆဲမြောက်နေပါပြစ်ခတ်တိုက်ခိုက်သွားခဲ့ခြင်းဖြစ်ပါတယ်။ မော်လိုက်နယ်မြေဘက်ကိုဝင်လာတဲ့စစ်ကြောင်းတွေဟာတော့စစ်ကြောင်းလက်နက်ဖြစ်တဲ့ကာကုစကက်84မမနောက်ပွင့်လက်နက်တွေကိုပါအသုံးပြုလာတာကိုတွေ့ရပါတယ်။ကလေးတန်းကလည်းချင်းပြည်နယ်အတွင်းသို့ဝင်ရောက်လာတဲ့စစ်ကြောင်းတစ်ခုကိုချင်းတော်လိုင်းရဲတပ်တွေစီးနှင်းတိုက်ခိုက်စဉ်စိတ်ဆက်ရရှိခဲရနေမှာလဲ84မမဘုံသီးတွေကိုတွေ့ရအဆိုပါလက်နဲ့ဟာ84မမအဆိုပါလက်နဲ့ဟာဓာတ်ရိုက်ပြီးလက်နဲ့အမျိုးအစားဖြစ်ပြီးပြည်တွင်းစစ်ပွဲတွေမှာကန့်သတ်ထားတယ်လို့တော့ဆိုပါတယ် ပုံမှန်အပြင်ခြေစစ်ဆရာမှာအသုံးပြုလို့မရှိပဲအခိုင်အမာခံစစ်နဲ့ချိုးတင်စီစဉ်တော့တိုက်စစ်တွေမှာလာအသုံးပြုကြပါတယ်ဇမန်နဲ့မနေ့ပိုင်းမှာတော့ဒဇယ်မြောက်ပိုင်းကိုလေကြောင်းတိုက်ရိုက်မှုပြုလုပ်လာခဲ့ပါတယ်။ကျွန်းလာမြို့နယ်အတွင်းမှာရှိတဲ့ရွှေမျိုးတွေကိုပါပြစ်မှတ်ထားလာနိုင်ပါတယ်။စစ်တုံးမန်ဝက်ဘလူးမျိုးမင်းတွေရဲ့ထွက်ဆိုချက်မှန်သမျှဟာလေကြောင်းပြစ်မှတ်တွေဖြစ်လာနေတာဖြစ်ပါတယ်။ခေဦးမြို့နယ်မုံလနယ်မြေတစ်ဝိုက်မှာအထိနာခဲ့တဲ့စစ်ကြောင်းတွေဟာ ကာဘိုးကျေးရွာကနေတစ်ဆင့်ကမ်လူမျိုးနဲ့ထန်းကုန်းကျေးရွာတို့ပြန်လည်ဆုတ်ခွာသွားပြီဖြစ်ပါတယ်။ကမ်လူခြေဆိုင်အမှတ်6006တာညကတိုက်ခိုက်ရေးတပ်ရင်းဟာအမြောက်ကြီးတစ်လက်ပါတင်ဆောင်လာတဲ့မော်တော်ယာဉ်စီးဟာမော်တော်ပြူရွာတို့ရောက်ရှိလာခဲ့တာကိုတွေ့ရပါတယ်။ထန်းကုန်းရွာကိုပြန်လည်ဆုတ်ခွာရောက်ရှိလာတဲ့စစ်ကြောင်းတွေနဲ့ပူးပေါင်းပြီးဒဇယ်မျိုးနဲ့အတွဲကိုဝင်ရောက်လာနိုင်ပွဲရှိပါတယ်။နံပါတ်ကြီးသဲသားပရီစီတာညောင်ဝိုင်းဘက်ကိုတွားရောက်မဲ့ မော်တော်ယာဉ်များအနေနဲ့သတင်းစုံစွာရယူကြဖို့နေမြေကန်တွေကသတိပေးနေတာကိုတွေ့ရှိရပါတယ်။ဂျမန်နေမနေ့အစောပိုင်းမှာတော့ဒဇယ်မြို့နယ်ကမူရိပြည်သူ့စစ်စခန်းကိုတော်လိုင်းရေးတပ်တွေကစီးနင်းတိုက်ခိုက်နိုင်ခဲ့တာရှိခဲ့ပါတယ်။ဒါကြောင့်မော်တော်ယာဉ်မှာရောက်ရှိနေတဲ့စစ်ကြောင်းတွေဟာမူရိကြီးရွာဘက်ကိုလက်နက်ကြီးနဲ့ပြစ်ခတ်တိုက်ခိုက်မှုတွေပြုလုပ်လာတာကိုတွေ့ရပါတယ်။ချင်းကြီးနယ်ရဲ့နယ်စားရီကော်ဒါမျိုးမှာရှိတဲ့နယ်စားကြောက်တိုင်ဘက်သို့အာတန်ရိုင်ဖယ်တိုင်ရဲ့ဂျမန်လေးမင်းနဲ့မှာလာရောက်သွားတာကိုတွေ့ရပါတယ်။ အိန္ဒိယနိုင်ငံဟာ၎င်းနေသားမြတ်တိုင်းကိုအလေးထားပြီးလာစဉ်လာရောက်စစ်ဆေးလက်ရှိပါတယ်။ကြည်လင်မြို့ဝင်ကျိုးတော်ဘာကြီးဆိုင်မှုနီမှာတပ်ဆွဲထားတဲ့စစ်ကောင်စီရဲ့ခြေကုပ်စကားတစ်ခုကိုတော့ချင်းကာဝေးတပ်တွေပြန်လည်ထိန်းချုပ်နိုင်ခဲ့တာကိုတွေ့ရပါတယ်။၎င်းခြေကုပ်စကားကိုနေမြေကန်တပ်ဖြစ်တဲ့အမှတ်169ချင်းလင်တပ်ရင်းကတပ်ဆွဲထားတာဖြစ်ပြီးချင်းကာဝေးတပ်တွေကအထူးကမရှိပဲပြန်လည်ထိန်းချုပ်နိုင်ခဲ့ခြင်းဖြစ်ပါတယ်။လက်နက်ခဲယံများပြားအသေးစိတ်ရရှိခဲ့ပြီးမဆီကြိုက်တာ9ရောက်တပ်သားအဖြစ်2ရောက်အရှင်း ဖန်စီရရှိခဲ့ခြင်းဖြစ်ပါကြောင်းသုံးသပ်တင်ပြလိုက်ရပါတယ်ခင်ဗျာစလဲဆုံးနားထောင်ပေးတဲ့အတွက်ကျေးဇူးများကြီးတင်ပါတယ်စိုက်ပွဲရှိရင်အောင်ပွဲရှိရင်